ျွန်တော်တို့ကအခုခေတ်ကလေးတွေလိုလူကြီးစိတ်တွေမရှိမပြည့်စုံရင်လည်းကျွန်တော်တို့ရဲ့မိသားစုခမင်းဝိုင်းတွေကလူဆုံးခဲ့တယ်ခလေးဘွားရဲ့ပျော်ရွှင်မှုအဆင့်များတွေကိုအခုလိုမျိုးအိမ်ထဲကအင်ပြန်မထွက်ဖုန်းတလုံးနဲ့အချိန်ကုန်တဲ့ဒီကလေးတွေဘယ်လိုလုပ်သိပါတော့ဒီကလေးတွေကျွန်တော်နေနဲ့အကြံပေးချင်တာကဘွားမှာနေလို့ကောင်းတဲ့ကြမှာဘယ်တော့မှမနေနဲ့တို့ခေတ်ဒီနေ့မှာတော့ပုံမှန်ပြောနေကြဖုန်းအကြောင်းတရားစာလို့ရှိရင်တိုးတက်လာတဲ့ဒီပညာနဲ့တူလူငယ်စီမှာဘာတွေကတိုးတက်လာပြီးတော့ဘာတွေကဆွေးဥသွားလဲကျွန်တော်တို့ရဲ့ငယ်ဘဝနဲ့ရှင်မယ်ဆိုရင်တော့ဘယ်လိုသောကွာတက်ချက်တွေကရှိနေမလဲအဲ့လိုမျိုးလူငယ်နဲ့ပတ်သက်တဲ့အကြောင်းအရာ တွေကိုလူငယ်တယောက်ဖြစ်တဲ့ကျွန်တော်ရဲ့အမြင်လေးတွေနဲ့အဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီဗီဒီယိုကိုကြည့်ရင်းနဲ့ကိုယ့်ရဲ့အထင်အမြင်လေးတွေကိုဒီဗီဒီယိုရဲ့ကောင်းမအောင်မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရှာပါတယ်။ဒီတောင်းကိုစပြောဖို့တော့လက်ရှိပြစ်ဆုပ်ပံမှာဘာဖြစ်နေလဲ။အဓိကတော့လူငယ်တွေပေါ့အနာဂတ်မှာဘာလုပ်ရမလဲဆိုတာမသိရင်မှန်းချက်မရှိကွန်ဖော့ဆုံးကနေပြီးတော့လမ်းကြောင်းနေတဲ့လူငယ်လေးတွေတော်တော်လေးမှများတယ်။အသက်အရွယ်ပိုင်းခြားရကြည့်မှဆိုရင်အစလေးဆန်ကအရွယ်လေးလက်ထဲမှာဖုန်းကိုယ်စီနဲ့ဖုန်းဆိုတာလည်းလေသုံးတတ်မယ်ဆိုလို့ရှိရင် AR feature တွေ၊ data feature တွေနဲ့တင်ယူစရာတွေ၊ data စရာတွေကပိုတော့နေ ရပဲကျွန်တော်တို့ခေတ္တကလည်းမတူတော့ဘူးကျွန်တော်တို့ခေတ္တကကြည့်မယ်ဆိုရင်ကျိုးပေါင်းတော့ပဲဒါတော့မှတရုတ်ကမှတူလုံးကပဲရှိတာကျွန်တော်တို့ရဲ့ငယ်ဘဝဖြတ်သားမှုကမပြည့်စုံဆိုရင်လည်းငယ်ဘဝရဲ့လွတ်လပ်မှုပျော်ရွှင်မှုဆိုတာကိုအပြည့်အဝကြားခဲ့ရတယ်အတိတ်ကိုပြန်သွားမယ်ဆိုရင်ဖုန်းတွေမရှိဘူးတီဗီတွေမရှိဘူးရုံမှ90ပဲပြီးတော့တွားကြည့်ခဲ့ရတဲ့အချိန်ကာလဒီလိုမျိုးအချိန်ကာလမျိုးတွေမှာကျွန်တော်တို့ခလေးဘဝရဲ့လွတ်လပ်မှုပျော်ရွှင်မှုအစစ်ဆိုတာကလမ်းမတစ်ပေါ်မှာကျွန်တော်တို့ဆင်မီးလိုက်တဲ့ကစားတာမျိုးတွေတူတူပုံနဲ့ကစားတာမျိုးတွေပုံခစ်ဂျင်ခစ်တွေနဲ့ခစ်အမျိုးမျိုးမှာအပူပဲမရှိဘဲနဲ့နေမသိညမသိစ ဆော့ရတဲ့အချိန်ကာလတွေကျွန်တော်တို့ကအခုခေတ်ကလေးတွေလိုလူကြီးစိတ်တွေမရှိမပြည့်စုံနေတဲ့ကျွန်တော်တို့ရဲ့မိသားစုခင်မွားတွေကလူဆုံးခဲ့တယ်ခလေးဘွားရဲ့ပျော်ရွှင်မှုအဆင့်များတွေကိုအခုလိုမျိုးအိမ်ထဲကအံပြင်မှာထွက်ဖုန်းတစ်လုံးနဲ့အချိန်ကုန်တဲ့ဒီကလေးတွေဘယ်လိုလုပ်သိပါတော့တကယ်ဆိုရင်ဒီဘက်ခင်မှာမွေးလာတဲ့ညီလေးညီမလေးတွေကအရန်မှာကံအောင်နေကျွန်တော်တို့ခေတ်တော်ကလိုမျိုးသိကြတာတခုရှိလို့ရှိမေးစရာလူကမရှိလေးလာစရာရှားပါးတဲ့ခင်မဟုတ်တော့ဘဲနေကိုယ်စီမှာဖုန်းတစ်လုံးရှိရတဲ့အိမ်ထဲကအိမ်ကတော့ထွက်ရလို့လေးလာစရာတွေတင်ယူစရာတွေကအရန်ပုံမှာလွယ်ကူနေပြီဒါပေမဲ့အဲ့ဒီ14 55ရွယ်လေးတွေဘာလုပ်နေကြလဲလက်ထဲမှာဖုန်းကိုစီနဲ့ရီစာတွေထားကြတယ်ပညာရေးပတ်လည်းစိတ်ဝင်စားမနက်မိုးလင်းကလည်းညဘက်အိပ်ရာဝင်တဲ့ဒီဖုန်းတစ်လုံးနဲ့လေပန်းနေကြတဲ့လူငယ်တွေက60ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းကြားထဲမှာရှိတယ်အစ်ကိုကလည်းကျွန်တော်ကပြောခဲ့သလိုပေါ့ကိုယ့်ရဲ့တနေ့တော်ကိုဂိမ်းနဲ့ပဲဖြတ်သန်းပြီးတော့အနာကပြောင်းနေတဲ့လူငယ်လေးတွေဒီမှာလည်းသူတို့ရဲ့လူငယ်ဘဝရဲ့လွတ်လပ်မှုပျော်ရွှင်မှုအဆက်ဆိုတာအခြေအနေကိစ္စတွေမှာငွေရွယ်နဲ့ပူလောင်နေကြတယ်ဒါတွေကဘယ်ရဖြစ်လဲဆိုတာကအဖြစ်လေးချက်တော့မရှိဘူးပဲဘေးစစ်ကြတဲ့အဖြစ်ကဒီဖုန်းတွေအားလို့ပဲပြောရလိမ့်မယ်ကျွန်တော်ကတော့ ဆိုရင်စိတ်ကစားမိလို့ကာမလေးတယောက်ကိုချိန်ချင်တယ်ဆိုရင်တော့ဘာကြောင်းကပြငင်းငယ်လို့ဖို့အတွက်ဘာမှရှိမနေဘူးအဲ့ဒီအရွယ်တုန်းကလည်းကျွန်တော်တို့လူငယ်အများစုရဲ့စိတ်ကအဲ့လိုမျိုးရီစားထားဖို့မပြောနဲ့ဆုံးလို့တော့မမှတည်းအချိန်ကာလတစ်ခုပြဒါပေမဲ့အခုခေတ်မှာတော့အဲ့လိုမျိုးတော့မတူတော့တယောက်နဲ့တယောက်ချိန်ဆက်ရတာကအရင်ကမှလွယ်ကူသွားပြီ73 45အရွယ်တွေနဲ့လမ်းပေါ်မှာရီစားထားကြဗလိချင်းချင်းကိန်းစာတွေမှာပူလောင်ရင်းနဲ့လူငယ်ဘဝကိုဖျက်ဆီးနေရတာမျိုးတွေမြင်တော့ကျွန်တော်တို့ရဲ့ငယ်ဘဝနဲ့ရှင်မဲ့ဆိုရင်ဒီဘက်ကကလေးတွေကိုနည်းနည်းတော့စိတ်မကောင်းဖြစ်နေတယ်။နောက်ဆက်ကြော်တဲ့ရင်မှာကျွန်တော်တွေ့နေ ရတာကအနာဂတ်မှာဘာဖြစ်ရမလဲဆိုတာမျိုးမရှိဘူး။လက်ရှိတစ္ဆုတ်ပိုင်းမှာပဲနေရဲအနာဂတ်ကိစ္စအနာဂတ်ရောက်မှစဉ်းစားမယ်ဆိုပြီးတော့လူငယ်အများစုက comfort zone မှာနေပြီးတော့ဘဝကိုလွယ်လွယ်လေးဖြတ်သန်းနေကြတယ်။ဒီနေရာမှာပြောစရာရှိတာက comfort zone ဆိုရင် comfort zone ဆိုတာတကယ်တော့နေလို့ကောင်းတယ်။ကျွန်တော်အနေနဲ့ကရှမ်းရတာလေးနဲ့အဆင်ပြေအောင်နေမယ်။အလုံးမှာအဆင်ပြေရင်ရပြီ။အင်ပြောင်းလို့ရှိရင် gain ဆော့ပဲတငယ်ချင်းတွေနဲ့ဘာသာကလပ်တက်မယ်။မနက်ပံအနာဂတ်ဆိုတာမျိုးတက်လက်ရှိတစ္ဆုတ်ပိုင်းမှာအဆင်ပြေအောင်နေမယ်။အဖြစ်လိုနေမယ်ဆိုရဲပုံတကယ်တော့အရှမ်းနေလို့ကောင်း ကျွန်တော်လေးကြိုက်တယ်လေပြောမယ်ဆိုလို့ရှိရင်ဘာအဘူမမရှိပဲနဲ့ဘဝကိုဖျက်ဆီးနေတယ်အရန်မှနေလို့ကောင်းတယ်ဒါပေမဲ့အဲ့လိုနေလို့ကောင်းတယ်ဆိုတာမျိုးကအခက်အခဲမတွေ့ခင်တည်းပဲဘဝမှာအခက်အခဲကြုံလာပြီဆိုတာနဲ့အဲ့ဒီ comfort zone မှာနေခဲ့တဲ့သူတွေရပဲငါတိတ်မှအချိန်ကြီးဖြုံးခဲ့ပြီးတာမှားသွားပြီလားဆိုပြီးတော့အဲ့ဒီအချိန်ကမှအတိဝင်လာကျွန်တော်အခု DVD ကြည့်နေတဲ့သူတွေထဲမှာလူငယ်လေးတွေပါနေတယ်လူငယ်လေးတွေကျွန်တော်နေတဲ့အချမ်းပေးနေတာကဘဝမှာနေလို့ကောင်းတဲ့အချမ်းဘယ်တော့မှမနေနဲ့အဲ idea တွေအချမ်းတွေအများကြီးတွေးလို့ကောင်းလို့ရဲမှာ comfort zone မှာနေပြီးတော့ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်ကိုဖြုံးမနေဘဲနဲ့ ကိုဘွားတဲ့တက်လန်းရှိမဲ့အရာတွေကိုလုပ်စေခြင်းနဲ့လေးလာစေခြင်းနဲ့တင်ယူစေခြင်းနဲ့တင်ယူရဆိုတာအသက်ရွယ်အပိုင်းခြားနဲ့မဆိုင်ကိုယ့်ရဲ့လေးလာလို့စေတင်ယူလို့စေနဲ့ပဲဆိုင်တယ်မင်းနေနဲ့ဖာဖြစ်ချင်ဖြစ်ချင်တာရှိလို့ချင်းဖြစ်ချင်နေလို့ပဲမရမင်းနေနဲ့ကအချိန်မဆွဲဘဲနဲ့ဖြစ်အောင်တော့မှာလူများစုကဘာဖြစ်လဲဆိုလို့ချင်းအိမ်မက်တွေတော့ရှိကြတယ်ရီမန်းချက်တွေတော့ရှိကြဒါပေမဲ့စလုပ်ဖို့အတွက်ဆိုလို့ချင်းသူတို့ပြင်းကြတယ်မာစလုပ်လို့အစင်ပြေးပါမလားဆိုတဲ့အတွင်းနဲ့စမလုပ်ခင်ပါလဲလမ်းဆုံးသွားကြတယ်ကျွန်တော်နေနဲ့အချံပေးချင်တာကစလုပ်ဖို့မကြောင်းနဲ့အများနဲ့မတူရခွဲထုတ်ဖို့မကြောင်းနဲ့တခြားတွေငါ ဘောဘလို့မြင်မလဲဆိုအဲ့ရတွေးလို့ခေါင်းနဲ့မထားပဲနဲ့ဆလို့ကြည့်ဆက်ဆက်ချင်းမှာတော့ခက်ခဲကောင်းခက်ခဲနိုင်တယ်ဒါပေမဲ့ကိုပြည့်စင်တော်ကိုရှောင်းအောင်လို့ပြီးတော့ရှားလာတယ်ပြဿနာကအရှားလာတဲ့အချိန်မျိုးမှာအချမ်းကိုမှချိုရိတ်မယ်ဒါက result တစ်ခုကိုကိုယ်တိုင်ရအောင်ကြိုးစားပြီးဖန်တီးရည်ဦးတဲ့သူရင်အတိဆုံးပဲဆိုတော့ကျွန်တော်ဒီနေ့မှာပြောပြချင်တာကဒီလောက်ပဲဆိုတော့ပုံမှန်အပြင်တော့ကျွန်တော်အနေနဲ့ကဖုန်းအကြောင်းတွေပဲပြောလို့ရှိရဆိုတော့နည်းနည်းလေးထူးခြားသွားအောင်ဒီပညာနဲ့လက်တွေ့ဘဝတွေဆက်ဆက်ပြီးပြောပြပေးသွားတာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြားနေတဲ့ဆိုလို့ရှိရင်တော့ like and share လုပ်ပြီးကျွန်တော်ကိုကူညီပေးသွားလို့ရတယ်လို့နောက်ပိုင်းမှာ ဆိုလို့ရှိရင်လည်း format view တွေ text နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအခုလိုမျိုး knowledge sharing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တို့ page မှာအမြဲတင်ဆက်ပေးကြအောင်လို့ဆက်လက်စောင့်ကြည့်ပေးပါအောင်လို့ပြောနေတယ်ပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲရနာခွင့်ပြုပါကြီးစုပေးကြတဲ့ border တွေတောင်ချင်းစီနိုင်ကိုကျေးဇူးအထူးတင်ရှိပါလို့ပြောနေတယ်ပဲကျွန်တော်နောက် video မှာပြန်တွေ့ကြပါဦး